ကောင်းကျိုးချမ်းသာအမျိုးမျိုးကိုပေးစွမ်းနိုင်တဲ့ဂျာတာပတိကျူကြီးဟာနိုဝင်ဘာ၁၁ရက်ကနေစတင်ပြီးလာမယ့်2026မတ်လ17ရက်နေ့ထိကြိုးသွားနှုန်းမမှန်ပဲနောက်ပြန်လည်နေမှာဖြစ်ပါတယ်။အဲ့ဒီလေးလအတွင်းမှာဘာတွေကိုဆောင်ရမလဲ၊ဘယ်ချက်တွေကိုရှောင်ရမလဲ၊ဘယ်ရာသီဖွားတွေကတော့အများဆုံးရိုက်ခတ်မှုခံရမလဲဆိုတာကိုဗီဒင်တုဒအဖြစ်ပြောပြပေးသွားပါမယ်။ ကြာတာပလေးချူအသွားနှုံမမှန်ဖြစ်နေမဲ့လေးလအတွင်းငွေကြေးပမာဏအများကြီးရင်းနှီးမြုပ်နှံတာငွေကြေးနဲ့ပတ်သက်တဲ့အရေးကြီးဆုံးဖြတ်ချက်တွေချမှတ်အကောင့်ထဲပေါ်လာတွေကိုမလုပ်တင်သေးပဲခိတ္တဆိုင်ငံ့ထားတင်ပါတယ်ငွေကြေးနဲ့ဗန္ဒာရေးကိုကိုစားပြုတဲ့ကြာတာပလေးချူအသွားမမှန်ဖြစ်နေလို့ကိုတွက်ချက်ခံမှန်းထားတာနဲ့တခြားစီဖြစ်တာမမျှော်လင့်ပဲငွေပိုကုန်တာငွေကြေးလည်းပတ်စည်းစင်မှုနေကွေးတုံဆိုင်တာတွေဖြစ်သွားတတ်ပါတယ် ီးတော့ဒီလိုကာလမျိုးမှာဝင်ငွေတွေအရန်တိုးလာအောင်အမျက်ဆုံးအများကြီးရအောင်အတင်းကြီးတွန်းအားပေးရှာဖွေတာမျိုးထက်ကိုရနေတဲ့ဝင်ငွေလမ်းကြောင်းရရှိထားတဲ့စီးပွားဥစ္စာကိုပဲတီးတန့်ခိုင်မြဲအောင်ပြန်လဲတုံးသက်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဥပဒေစည်းကမ်းနဲ့မညီတဲ့ဥပဒေပြင်ပကိစ္စတွေကိုလည်းရှောင်ရှားသင့်ပြီးဥပဒေလမ်းကြောင်းအတိုင်းသာလုပ်ရမယ့်ကာလဖြစ်ပါတယ်။တကယ်လို့မဟုတ်တာတွေလှုပ်ထားခဲ့ရင်ဒီအချိန်မှာဘူးပေါ်တယ်လို့ပေါ်လာတတ်ပါတယ်။ ီလေးလအတွင်းမှာဘာတွေလုပ်တင်တယ်လဲဆိုရင်တော့ကိုယ့်ရဲ့သဘောထားခံယူချက်တွေတွေးခေါ်ယုံကြည်ချက်တွေကိုပြန်သုံးသပ်ရမှာဖြစ်ပြီးအတိတ်ကအမှားတွေကိုသင်ငန်းစာယူတာအရင်ကလေ့လာဖို့ရဲ့ပညာရက်တွေကိုပြန်လေ့လာတာမိသားစုဝင်တွေချစ်ခင်ရင်းနှီးရသူတွေအပေါ်ခါတိုင်းထက်အချိန်ပေးနှွေထွေးဆက်ဆံပေးတာတွေလုပ်တင်ပါတယ်ပြီးတော့ကိုယ်ကိုယ်ယုံကြည်ရာဘာသာတရားအလိုက်ကျင့်ကြံအားထုတ်တာတွေလည်းလုပ်ပေးတင်ပါတယ် ရှင်းနှစ်မလ17ရက်နေ့အထိကြာတာပတိချိုနောက်ပြန်သွားနိုင်မယ့်ကာလအတွင်းကရကတ်မိတာတူနဲ့မကာရရာတိဖွားတွေဟာတခြားသူတွေထက်ပိုမိုကယူဆိုက်ရမှာဖြစ်ပြီးမေထုံနဲ့တနုတွေကတော့ငွေကြေးကန်ကောင်းတတ်တာကြောင့်ထီထိုးကန်ဆန်းတာဝင်ငွေလမ်းကြောင်းတက်ရှာဖွေရာတွေလုတ်တဲ့နယ်လို့ဘေးဒင်တုတကအကြံပြုချင်ပါတယ်အားလုံးပဲကြာတာပတိချိုနောက်ပြန်သွားမယ့်ကာလကိုအဆင်ပြေပြေကြော်ဖြတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်